အဲ့တော့ရှစ်ပါးတိလာပေးလိုက်တော့ဘုန်းကြီးကငါတို့ကိုရှစ်ပါးတိလာပေးတယ်ငါတို့ကတဏီကိုမဆောင်နိုင်ရင်ဘယ်လိုလုပ်မလဲလို့တက္ကရကမနေစိတ်မပူနဲ့ဝိတုဒိမေထာဂရမှာ ကာလပရိယန္တတိလာကာလအပရိယန္တတိလာဆိုပြီးတော့ကာလအပိုင်းခြားနဲ့ဆောင်းသုံးလို့ရတယ်လို့ဒီလိုလေးလာတယ် ဒါကြောင့်တရားနာနေတဲ့အချိန်ကလေးဖြစ်စေမမိဟာဥပုသ်တဲ့အဖြစ်နဲ့နေမယ်ဆိုရင်တော့ရတယ်ဝါဒန်တရားတလျှောက်ကိလေသာတွေထိုးထိုးထောင်ထောင်နဲ့နေခဲ့ကြပြီးပြီအဲ့တော့ဒီလူဘဝလေးမှာဒီတကယ်ကတခဏလေးဖြစ်ဖြစ်တိလကုသိုလ်ကိုရသလား ယူလိုက်တဲ့သဘောပေါ့ညနေချင်းအခါကျတော့ဆက်ပြီးတော့ဆောင်းသုံးနိုင်တဲ့ပုံကိုယ်တွေကဆောင်းသုံးပေါ့မဆောင်းသုံးနိုင်တဲ့ပုံကိုယ်တွေကလည်းဥပ္ပကိုဖြတ်လို့ရပါတယ်ဒါတော့ကောင်းပြီဒီကနေ့ဦးစင်အထီးကမြတ်စွာဘုရားရှင်ဝိနိပါဠိတော်မှာဟောထားတဲ့မင်းတကသိခါပုံနဲ့ပတ်သက်ပြီးတော့ နေငယ်အစဉ်ဟောကြားဖို့ရည်ဝဲထားတယ်ပေါ့အဲ့တော့မေတ္တကတတိကြီးဆိုတာဝိတာခါတို့ရဲ့အဖိုးပေါ့သာသနာကိုသိကြည်ညိုတယ်ကြည်ညိုလေးစားတယ်ယဟန်တော်တွေကိုလူကျင်တန်းကျင်စိတ်တွေဖြစ်တယ်ကုသိုလ်တရားတွေကို ပြုကျင်စိတ်တွေအားကြီးတယ်အဲ့တော့သူတော်ကောင်းတွေမှာရှိတဲ့ရှိထိုက်တဲ့ အရေးအသွေးအကုန်ရှိရပေါ့အဲတော့ဥစဉ်တို့ပြောတယ်လေတထေးကြီး၄ဦးထဲမှာဇောတိကရူပါတို့အုံလုံးထဲမှာဒီမေတ္တကတထေးကြီးလည်းပါတယ်အဲတော့ဒီနေ့သောအခါမှာသူကရန်တော်တွေကတဏီယာသူကတဏီယာသူကြီးညူတဲ့ရန်တွေကတဏီယာမှာရှိနေတယ်သူကတဏီယာမှာရှိနေတယ်အဲ့တော့ဒီရန်တော်တွေရဲ့လိုအပ်ချက်ကိုသူဖြည့်ဆည်းပေးခြင်းတယ် ယစီလေးပါးကိုသူထောက်ပံ့ခြင်းတဲ့အဲ့တော့ကိုကေဥစ္စံတို့ယန်းတကယန်းတကမတွေလို့ပေါ့ဘဝတာကိုသူလူတိုင်းထောက်ပံ့ခြင်းနဲ့တဲ့ဒါပေမဲ့ယန်းတော်တွေဆိုတာကငွေလူမခံရဘူးလေငွေလူခံလို့မရဘူးအဲ့တော့ယန်းတော်တွေရဲ့လက်ထဲကိုငွေထည့်ပြီးတော့လူအပ်တာဝယ်ပါလို့ပြောလို့ကမရဘူး မရတဲ့ခါကျတော့သူဘလို့စီစဉ်ရမှန်းမသိဘူးအဲ့တော့တော်ကောင်းနေဆိုတာတီလာတီလာကိုသိချင်းမြတ်လို့တာ ਉ ကိုယ်တိုင်လည်းတီလာကိုလုံခြုံအောင်ဆောင်ထိတ်တယ်ကိုကြည်ညိုတဲ့ဆရာတော်တွေတန်ခါတော်တွေကိုလည်းပဲတီလာပြတ်မှသိကြောက်တယ်အဲ့တော့ငါငွေလူလိုက်ရင်မအပ်မဆက်များဖြစ်မလားတွေးတယ်ပြောစွန်းတော့တက္ကະကမကြီးအဲ့လိုတွေးဖို့မလိုဘူးလား လိုတယ်အဲ့တော့တန်းပြီးတော့ तू ဝေလူတဲ့ကိစ္စကို तू မလုပ်ဘူးဟာပြီးပြီးတာပဲလူလိုက်မယ် तू ဟာ तू အစဉ်ပြေစလို့သုံးပါစေဒီလိုမလုပ်ဘူးဘယ်တော့အတူယူစရာကောင်းလဲအဲ့တော့ तू မသိရင်တိတဲ့ပုံကို तू ရှောက်ပဲဆိုတာရှောက်ရမယ်ဆိုတာ तू သဘောပေါက်တယ်။ကဲတို့တက္ကရာကမကြီး တွန်တေးမသိရင်သိတဲ့ပုဂ္ဂိုလ်တွေကိုရှောက်ဖို့မလိုဘူးလားဟဲ့မလိုပါဘူးခင်ဗျာလိုတယ်အဲ့ဒါနဲ့ပဲမြတ်စွာဘုရားစီကို ရောက်လာတယ်တဲ့မြတ်စွာဘုရားတပည့်တော်တို့ယဟန်တန်ဃာတွေကိုလူဝတ်တာတွေကိုလူနဲ့ထောက်ပံ့ခြင်းနဲ့သာသနာကိုကြီးညိုလေးစားခြင်းနဲ့ကြီးညိုလေးစားတဲ့စိတ်ထားတွေနဲ့သာသနာပြုကျင့်ပါတယ် ဒီတန်ခါတော်ရဲ့လိုအပ်ချက်တွေကိုတပည့်တော်ကအဝေးရောက်နေတဲ့အခါလူတန်းထောက်ပံ့မှုတွေမလုံးနိုင်ဘူးအဲ့တော့ငွေပေးပြီးတော့လေတန်ခါတော်တွေကိုရော့လူရာဝယ်လို့တပည့်တော်မလုံးချင်ဘူးကို့ကြောင့်တန်ခါတွေတီလပြတ်မှာကိုတပည့်တော်မဖြစ်ရှိခြင်းဘူးဒါကြောင့်မြတ်စွာဘုရားဘလို့များတီလတိခါဘုတ်တွေကိုပြည့်ညတ်ထားတယ်လေတပည့်တော်ဘလို့ဆောင်ရွက်လို့ရလဲလီလံပေးပါဆိုတော့မြတ်စွာဘုရားက ေးတဲ့တကကြီးပေါ့ယဟန်တော်ဒီဆိုတာရွှေငွေကိုလက်ခံตายလို့မရဘူးတဲ့ရွှေငွေပတ်စံနေအပ်တယ်ဆိုရင်ကံကံမကုံ၅ပါးလည်းအပ်သွားမှာပေါ့တဲ့စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားပြောတဲ့စကားလေးဦးဇင်းတို့လောကကြီးမှာ ြောကြတယ်လေပတ်စံဆိုတာဒုတိယဘုရားသခင်လို့တော့မပြောဘူးလားငွေရှိရင်အရာရာပြီးတယ်လို့လောကမှာသတ်မှတ်တယ်အဲ့တော့ဒီကနေ့ခေတ်မှာလူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ငွေကြောင့်ပျက်စီးနေတာတွေအများကြီးမရှိဘူးလားရှိပါရဲ့ဗျာရှိတာပေါ့အဲ့တော့ ငွေရှိတယ်ဆိုရင်ယဟန်တော်ရဲ့လက်ထက်မှာငွေရှိတယ်ဆိုရင်လောင်းကစားလည်းလုပ်လို့ရတယ်။ဒီဘက်ကမှာ အကုန်လုံးလောင်းကစားလည်းလုပ်လို့ရတယ်လို့အယက်သေးစားရီလည်းအလွယ်တကူတောက်စားလို့ရသွားတယ်။အဲတော့မြတ်စွာဘုရားကတထည်ကြီးရဲ့ငွေကိုငါဖရဘယ်နည်းနဲ့မှတော့တာယာလက်ခံခွင့်မပြုနိုင်ဘူးတဲ့ယဟန်တော်ရဲ့လက်ထဲကိုဒါပေမဲ့ပရိယေလေးတစ်မျိုးအနေနဲ့သာသနာအတွက်အကျိုးများအောင်တော့ ခွင့်ပြုပေးမယ်တဲ့ငွေကိုတော့လက်ခံလို့မရဘူးအဲ့ဒီငွေကနေဖြစ်ပေါ်လာတဲ့ပစ္စည်းလေးပါဆိုရင်တော့လူတန်းလို့ရတယ်တဲ့အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင်တဲ့ရဟန်းတော်တွေရှိတဲ့နေရာမှာရဟန်းတော်တွေရဲ့ဝေယဝိဆာကိုဆောင်ရွက်ပေးနိုင်တဲ့ဒီဘက်ခင်မှာဆိုရင်တော့ကပ္ပိယကာရကပေါ့ ။ဆောင်ရွက်ပေးနိုင်တဲ့ပုဂ္ဂိုလ်တယောက်ယောက်ကိုထားပြီးသူကလေတဆင့်စီမံခိုင်းဖို့တဲ့။တကားတကားကြီးလူကျင်တဲ့အရာကို သူ့လက်ထဲထားခဲ့။ပြီးရင်ယဟန်တော်ကိုရှောက်ခဲ့။ယဟန်တော်ကသူ့လိုတာကိုအလူခံပါဘောတဲ့။သင်္ကန်းလိုရင်သင်္ကန်းအလူခံမယ်အဲ့ဒီကပိယရှောက်ခဲ့တဲ့ပုဂ္ဂိုလ်စီကအပ်ခဲ့တဲ့ပုဂ္ဂိုလ်စီကစွမ်းလိုရင်စွမ်းအလူခံမယ်ဆေးလိုရင်ဆေးအလူခံမယ်ကြောင်းလိုရင်ကြောင်းအလူခံမယ် ဗဏီတဲ့မှာတော့ယဟန်တော်ရဲ့လက်ထဲကိုငွေကိုထည့်လို့လှူကောင်းတယ်လို့ယဟန်တော်ဒီငွေကို လက်ခံကောင်းတယ်လို့ငါဖះမဟုတ်ဘူးတဲ့ဒါကြောင့်ငွေကိုလက်ခံရင်ငွေအပ်တယ်ဆိုရင်ရွှေငွေအပ်တယ်ဆိုရင် ကာမဂုဏ်၅ပါးလည်းအလိုလိုအပ်သွားလိမ့်မယ်စဉ်းစားကြည့်ဖို့စောစောကဦးစင်းပြောတယ်လေဒီငွေကြောင့်ဒီဘက်ခင်ဗျာမြကြီးပြည့်စည်နေတာ ။ဘုရားတို့တခြားတချို့ထေရဝါဒနိုင်ငံလို့နာမည်ခံထားတဲ့နိုင်ငံတွေမှာကိုပဲရန်တော်တွေကကလတ်တွေပါတောင်တက်တယ်လို့ကြားတယ်။ဒါပါလေဒီငွေရှိလို့လေ။အေးဗမာပြည်မှာလည်းဒါလေးတွေတိုးတိုးတန်းတန်းကြားတယ်။အဲတော့ကောင်းပြီ။ဒါကြောင့်မြတ်စွာဘုရားကသူခွင့်ပြုခဲ့တဲ့ဤလန်းကိုဦးဇင်းတို့တက္ကသကမတွေကဘုရားရှင်ရဲ့သားတော်သမီးတော်တွေဖြစ်တယ်ဆိုရင်လိုက်နာဖို့မလိုဘူးလား။ အဲ့လိုတယ်အဲ့တော့ဒီနေရာမှာအဲ့ဆက်ဆက်ဘယ်လိုလုပ်လို့ရလဲဆိုတော့တထေးကြီးကဟိုမှာဆိုပါစို့ဘုန်းကြီးကျောင်းတစ်ကျောင်းမှာရဟန်းတော်တစ်ပါးကိုလှူခြင်းနဲ့ကိုကလည်းအဝေးရောက်နေတယ်နော်ဒါဆိုလို့ရှိရင် ကပ္ပယစီမှာအရှင်ဘုရား အရှင်ဘုရားအတွက်တထောင်းတန်အဆက်တဲ့ပစ္စည်းကိုကပ္ပယထာမှာလှူဒန်းထားပါတယ် အရှင်ဘုရားအလိုရှိတဲ့အခါဒီကပ္ပယထံမှာယဟန်တော်တို့နဲ့အဆက်သောတသောတံမှဖြစ်ပေါ်လာသောပစ္စည်းကို အလိုခံပါဘုရားဆိုရင်ဒါအပ်သွားတယ်အရှင်ဘုရားပတ်စံတသောဒီမှာထားခဲ့တယ်အရှင်ဘုရားလူရာသုံးလိုက်ဆိုရင်တော့ငွေလူရာအတူတူပဲမှတ်ဖို့ပေါ့အဲ့တော့အဲ့လိုငွေကနေငွေကိုလူရာမဟုတ်ဘူးငွေကနေဖြစ်ပေါ်လာတဲ့ပစ္စည်းကိုလူရာ အဲ့တော့ယဟန်ဘက်ကလည်းကြည်လေထိမ့်ပြီးသားဖြစ်သွားတယ်။ကိုကကိုငွေကင်သုံးနေကိုလှုပ်ချင်တာလှုပ်တတ်တာ။အဲ့တော့ကပ္ပိယရှိတဲ့အခါကျတော့မတော်မတရားဥမာဆိုပါစို့ယဟန်တစ်ပါးကအရက်တောက်ချင်တယ်ဆိုရင်တော့မှကပ္ပိယကငါအရက်ဝယ်ပေးပါဆိုဘယ်ဝယ်ပေးမလဲ။နော်ဘယ်ဝယ်ပေးမလဲ။အေးငါလောင်းကစားလှုပ်ချင်တယ်မင်းလှုပ်ပေးစမ်းဆိုကပ္ပိယဘယ်လှုပ်ပေးမလဲ။မလွဲတာလို့ကြောက်လို့လှုပ်ပေးရင်တော့ကြာရင်ပြောမှာပေါ့။ အလူရှင်တွေကိုပြန်ပြောမှာပေါ့အဲ့တော့ဒီယဟန်ဘယ်လုပ်ရဲမလဲယဟန်ကိုထိမ့်လိုက်တာနော်ယဟန်ရဲ့တန်တမာရှိတဲ့ပုထုဇဉ်ဆိုတာကိလေသာရှိတာပဲလေအဲ့တော့ယဟန်ရဲ့တန်တမာရှိတဲ့ဖြစ်နိုင်ခြင်းရှိတဲ့ကိလေသာတွေကိုကပ္ပယဈာကန်ထားပြီးထိမ့်လိုက်တာအဲ့ဒါသာသနာမှာလည်းပဲအဲ့ဒါလိုဥစဉ်တို့နားလည်ရတယ်အများကြီးပဲပြောမယ်ဆိုရင်တော့အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလိုနေလန်ပေးလိုက်တဲ့အခါကျတော့မှာ မေတ္တကတထေးကြီးကဝမ်းမြောက်ဝမ်းသာနဲ့တာရုခေါ်တယ်။ဒါကြောင့်ဒီကနေ့ဥစ္စေနတ္တကဒကမတွေလည်းပဲဘုရားရှင်ရဲ့သားတော်သမီးတော်တွေဖြစ်သည့်အလျောက်မြတ်စွာဘုရားရဲ့သာသနာတော်ကို ထိမ့်သိမ်းဆောင်လျှောက်ခြင်းအပြင်ဝိနည်းတော်နဲ့အညီသီလနဲ့အညီသာသနာတော်ကိုထိမ့်သိမ်းဆောင်လျှောက်တတ်ဖို့လိုတယ်။ဒီဘက်ကမှကြည့်လေဥစ္စေနတ္တသာသနာတဖြည်းဖြည်းနဲ့တည်တည်တတ်တတ်ဆုပ်ယုပ်လာတယ် ကဲတက္ကရာကမတို့မျက်လုံးထဲမှာအားလုံးကိုခြုံကြည့်လိုက်တိုင်းတိုးတက်လာသလားဆွေယုံလာသလားဆွေယုံလာပါဗျာမြင်လားမြင်ပါဗျာတရားဟောမြင်ရလားမြင်ပါဗျာဆွေယုံလာတယ်အဲ့ဒီဆွေယုံမှုဟာဘုန်းကြီးတွေနဲ့ပဲဆိုင်တယ်လို့ထင်လားမဟုတ်ပါဘူးတက္ကရာကမတွေနဲ့ရောမဆိုင်ဘူးလားဆိုင်ပါဗျာဆိုင်တယ်ကောသံဘီပြည်ကိုကြည့်လေမြတ်စွာဘုရားတော်ပြောလို့မရဘူးယန်းနေနှစ်ပိုင်းပိုင်းသာတုတ်တန်တုတ်တန်ဆောင်နဲ့ဝီနီးဆောင် နောက်ဆုံးဘသူတွေကပြောရတယ်ထင်လဲတက္ကະကမတွေကပြောတာကဲဖယားစကားတော့နားမထောင်ဘူးဒီယဟန်နေမြတ်စွာဘုရားသူ့ကြောင့်မနေတော့ဘူးသူတို့တွေကြောင့်ဒါကြောင့်ဖယားကိုလည်းငါတို့မဖူရတော့ဘူးသူစရာကြီးလည်းမလူရတော့ဘူးဒီလောက်ဖြစ်လာတာဟေ့နော်ယဟန်ကလည်းနှစ်ပိုင်းကွဲတာဘယ်လောက်ထိကွဲလဲဆိုဗြမပြေထိကွဲတယ်သီလရှိကြတာကိုသီလရှိတဲ့ယဟန်နေဆိုတော့နတ်ဗြမာတွေကလည်းသူ့ယဟန်ငါယဟန်ခွဲကြတာ အဲ့တော့ဗေတိကွဲလဲဆိုတော့မြမပြည်တိမြမချင်းချင်းတောင်ကွဲတယ်။နတ်လောက်ကိုမပြောနဲ့တော့အဲ့တော့လည်းလူတွေကကိုင်ဒီတိုင်းတော့အစင်မပြေဘူးမလူနဲ့မတန်းနဲ့ဒီတိုင်းထားလိုက်။နော်။ဒီလောက်ရှိလာတာမာမာနာတွေဒီလောက်ထောင်လွှားတာထားလိုက်။အဲ့ဒီမှာလည်းအလုံးဖယားတော်ပြောလို့မရတဲ့ယဟန်ဒီမာမာနာညွတ်ကြိုးပြီးတော့ကဲတို့ဒီတိုင်းဆိုရင်တော့တရက်က၂ရက်၂ရက်က၃ရက်အစင်မပြေဘူး။ တို့မမနာတွေရှော့ကြဆိုမြတ်စွာဘုရားကိုပြန်ပြန်ပင့်ကြဆိုဆိုပြီးတော့ဒါသာရကလေးရှိခဲ့ဘူးတဲ့ပေါ့ဒါကြောင့်ဆိုတော့သာသနာမှာတခါတကမတွေဟာအဲဆက်ဆက်တွေလူတန်းတက်မယ်သာသနာကိုဘုရားရှင်ရဲ့တရားဓမ္မနဲ့အညီလူတန်းထောက်ပံ့တက်မယ်ဆိုရင်သာသနာတော်ကြီးတစ်ဖြည်းဖြည်းပြန်ကောင်းလာမယ်ဦးဇင်းတို့ကန္တယုံဆရာတော်ကြီးတောင်ပြုတ်ကန္တယုံဆရာတော်ကြီးပြောတယ် နော်ရန်တော်တွေပုံမကြပန်းမကြဖြစ်နေတယ်ဆိုရင်ဒကာဒကမတွေကတာဝန်ရှိတယ်ပြင်ပေးရမယ်။ဒါကြောင့်ယနေ့လူနေမျိုးသူမျိုးသားစောဒကာစောဒကာမှာပေါင်းတို့သည်မြတ်စွာဘုရားရဲ့သာသနာတော်နဲ့တွေ့ကြုံခိုက်မှာစစ်မှန်တဲ့သာသနာတော်ကိုရည်ရှိတည်တံ့အောင်ဘုရားရှင်ဟောကြားခဲ့တဲ့ဝိနည်းတရားတွေထုတ်တန်တရားတွေပြီးမှတရားတွေ ောင်းစွာနာယူမှတ်သားပြီးတော့မိမိတို့အကျိုးအတွက်လည်းပဲလောကအကျိုးသာသနာအကျိုးကိုသိဖို့ဆောင်ရွက်နိုင်သောသာသနာပြုအာဇာနည်ပုဂ္ဂိုလ်များဖြစ်အောင်ကိုစီကိုစီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာ